ငလင်းတဲ့ကြောင့်အင်တာနက်ချိတ်ဆက်မှုစနစ်ကောင်းမွန်ခြင်းမရှိသေးတဲ့ကာလအတွင်းပို့ကုန်လုပ်ငန်းများအဆင်ပြေစေရန်အပီလာအတွင်းပို့ကုန်လိုင်စင်လျှောက်ထားရန်မလိုကြောင်းကုန်သွယ်ဥစည်းထဏကထုတ်ပြန်ပါသည်။ကုန်သွယ်ဥစည်းထဏရဲ့သတင်းလွှာအမှတ်၁မြင်းဆောင်2025အရပို့ကုန်လိုင်စင်များကိုမြန်မာ Trainer 2.0နဲ့ခွင့်ပြုနေခြင်းမှာ2025ခုနှစ်မတ်လ28ရက်နေ့မှာဖြစ်ပွားတဲ့ငလင်းတဲ့ကြောင့် အင်တာနက်ချိတ်ဆက်မှုစနစ်ကောင်းမွန်ခြင်းမရှိသေးတဲ့ကာလအတွင်းပို့ကုန်လုပ်ငန်းများအဆင်ပြေချုံးမွေးစွာဆောင်ရွက်နေရတဲ့အတွက်2025ခုနှစ်ဧပြီလ1ရက်မှ30ရက်အထိပို့ကုန်လိုင်စင်လျှောက်ထားရမလို့ပဲအကောက်ခွန်လုံထုံလုံးဒီများနဲ့အညီထုတ်ကုန်ကြေညာလာနဲ့တိုက်ရိုက်ဆောင်ရွက်ခွင့်ပြုသွားမှာဖြစ်ကြောင်းထုတ်ပြန်ထားကြောင်းသိရပါသည်တို့ဖြစ်ရထုတ်ကုန်ကြေညာလာမှာတင်းသူများအနေနဲ့ထုတ်ကုန်ကြေညာလာတင်သိရမှာကြေညာလွှာရဲ့နှဝန်းအကွက်မှာ ကွန်တရီဦးစီးဌာနရဲ့သတင်းလွှာတင့်မြင့်ဆောင်2025အရတင်မိုခြင်းဖြစ်ပါတယ်လို့ဖော်ပြပြီးပုတ်ကုံလိုင်းစီမပါရှိပဲထုတ်ကုံကြီးညာလာတင်သွင်းနိုင်မှာဖြစ်ကြောင်းအကောက်ခွန်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ 2025ခုနှစ်မတ်လ12ရက်အထိစည်းမျအရာကုန်သွယ်မှုပမာဏဒေါ်လာ25သရမ893ဘီလီယံရရှိခဲ့တာကြောင့်ကုန်သွယ်မှုရထားချက်ရဲ့88ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်ကပြောကြားခဲ့ပါသည်အမျိုးသားပုဂ္ဂိုလ်မဟာပြူဟာအစိုးရပုဂ္ဂလိကပုဂ္ဂိုလ်မြင့်တရေးကော်မတီရဲ့တင်မြင့်ဆောင်2025ချိန်မြောက်အစည်းအဝေးကို 2025ခုနှစ်မတ်လ18ရက်ကစီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနရုံးမှတ်3နေပြည်တော်မှာကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့အမျိုးသားပုဂ္ဂိုလ်မဟာဗျူဟာအစိုးရပုဂ္ဂိကပုဂ္ဂိုလ်မြင့်တင်ရေးကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီယုံဝန်ကြီးဌာနသုံးဒုတိယဥက္ကဋ္ဌစီးပွားရေးနှင့်ကုသံရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်ကော်မတီဖွဲ့ဝင်များအမျိုးသားပုဂ္ဂိုလ်မဟာဗျူဟာကဏ္ဍလိုက်ပုဂ္ဂိုလ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌများသက်ဆိုင်ရာအစိုးရဌာနများနှင့်ပုဂ္ဂိကအသင်းဖွဲ့များမှတာဝန်ရှိသူ65ဦးတက်ရောက်ခဲ့ကြပါသည်